မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့တဲ့အဲ့ဒီပုဂ္ဂိုလ်မြှို့ရမယ်ရွှေအိုးကလေးလုံးတဲ့ပြိဏမဌာနီနာလူဒံပေကံညင်ဆိုတဲ့ဒါနရွှေအိုးဖြင့်၎င်းသီလေနာငါးပါးတီလာရှစ်ပါးတီလာဆိုတဲ့တီလာရွှေအိုးဖြင့်၎င်းတန်ယမေနာစိတ်ကိုကောင်းစွာဆောင်စည်းခြင်းဆိုတဲ့တမာရီရွှေအိုးဖြင့်၎င်း ဓမေနာသာစိတ်ကိုဆုံးမခြင်းဟုဆိုအပ်သောပညာရွှေအိုးဖြင့်၎င်းဒါနရွှေအိုးသီလရွှေအိုးတမာတိရွှေအိုးပညာရွှေအိုးလို့ရွှေအိုးပဲနှလုံးမြောက်အောင်အဲ့ဒီရွှေအိုးကြီးလေးလုံးအားမှကိုနောက်ပါတာတဲ့เนาะဌာနပြုကြ ਨੇ ဒီဖြစ်စီများသည်ဖြစ်စီဌာနပြု ။ဘာမှမဒါနပြုကြမရှိဘူးဆိုထမင်းစားပြီးလက်သေးတဲ့အခါလက်မဲ့ကန့်နေတဲ့ထမင်းလုံးလေးတွေဝဆိတ်တွန်နာလေးသွားချပေးလဲဒီကောင်လေးစားရတယ်မဟုတ်လား။အေးနည်းနည်းထမင်းထမင်းပဲကန့်သေးတယ်လက်ကန့်နေတဲ့ထမင်းလုံးလေးတွေရှိဘေးလေးပက်လိုက်ရင်စားလေးတွေတော့စားရသေးတာပေါ့နော်။အေးအဲ့လိုဒါနဖရာသာသနာတော်မှာဒါနကြတော့ဖရာတရားတန်ခါယရနာ၃ပါး အဲ့ဒါနဲ့ပတ်သက်တဲ့ကုသိုလ်တွေကြိုးစားပြီးတော့ခြိဘူးကြဒါနရွှေအိုးကြီးပြည့်အောင်မြုပ်ကြထဲ့ကြသဘောပေါက်လားဟေးအေးဒါနရွှေအိုးပါမဘဝတန္တရာချမ်းသာမယ်ဘဝတန္တရာချမ်းသာခြင်းဘာရွှေအိုးထဲ့ရနော်ဒါနရွှေအိုးထဲရမယ်မြှုပ်ရမယ်ဘဝတန္တရာကျမ်းမာခြင်းလေ အသက်ရှည်ခြင်းနဲ့ယောဂကင်းခြင်းနဲ့ဆိုရင်သီလရွှေဦးမြှောက်ရတယ်တဲ့ဟုတ်ကလားဟေ့ကျမ်းမာခြင်းနဲ့ချမ်းသာခြင်းနဲ့အသက်ရှည်ခြင်းနဲ့ယောဂကင်းခြင်းနဲ့ဆိုရင်ဘာရွှေဦးမြှောက်ရမလို့သီလရွှေဦးမြှောက်ဒါနရွှေဦးသီလရွှေဦးဘုံကြီးခြင်းနဲ့တကူကြီးခြင်းနဲ့ဆိုရင်တော့တမာတိရွှေဦးမြှောက်တဲ့ဟုတ်လားဟေ့ဘုံကြီးခြင်းနဲ့ တကူကြည့်ခြင်းနဲ့ဆိုရင်ဘာရွှေဦးမြို့ရမလို့အေးတမာတိရွှေဦးမြို့ရမယ်ဘုရွှေဦးကြီးလေးလုံးနဲ့ရွှေဦးကြီးပဲနှလုံးတော့အေးရွှေဦးကြီးလေးလုံးဖခင်သာသနာတော်နဲ့ကြုံတဲ့အခါပြည့်အောင်ဖြည့်ပြီးတော့ပိုက်သွားရမှာနော်အေးအေး